ိန္ဒိယကဘီလီယံနာသထေးကြီးရဲ့ဇိမ်ငံမိုးမျော်တိုက်ကြီးခမရိုးစိတ်ကူးရဲမှာအိမ်စလုံးကိုဘလောက်ထိခမ်းနားအောင်မှန်းဆနိုင်မလဲရေကူးကန်လားကိုပိုင်ရုပ်ရှင်ရောလားဒါရီအားလုံးကအိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့ကအဆောက်အုံကြီးတစ်ခုရဲ့တာမန်အသုံးဆောင်နေလောက်ပဲရှိပါသေးတယ်ဒီနေ့ကျွန်တော်တို့ကမ္ဘာတန်မိုးအခြေဆောင်ကိုပိုင်အိန္ဒိယကြီးတွေကိုအတူတူချောင်းကြည့်ကြမှာပါသူတန်မိုးကအမေရိကန်ဒေါ်လာ1ဘီလီယံဟုတ်ပါပြီ1ဘီလီယံပါဒီအဆောက်အုံကြီးကဗြိတိန်ပြည်မှာကြီးနန်းတော်ပြီးရင်ကမ္ဘာပေါ်မှာဒုတိယတန်မိုးအခြေဆောင်နေအိမ်ဖြစ်ပြီး သူ့ရဲ့နာမည်ကတော့အန်တီလီယာပါ DNG ရဲ့ပိုင်ရှင်ကတော့အာရှတိုက်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်တထေးကြီးမူကက်ရှ်အမ်မာနီပါပဲဒါပေမဲ့အန်တီလီယာဟာတာမန်အထက်မြင့်တိုက်တလုံးမဟုတ်ပါဘူးဒါဟာမိုးပေါ်မှာစောက်ထားတဲ့နန်းတော်တစားဒေါင်လိုက်တီစောက်ထားတဲ့မြို့ငယ်လေးတစ်ခုလိုပါပဲသူ့ရဲ့နောက်ကွေကအန်အောစီယာကောင်းတဲ့အချက်လက်တွေကိုကြားရင်ခမရတို့ပို့ပြီးတော့အန်အားတင်သွားမှသိကြပါလိမ့်ပထမဆုံးအနေနဲ့သူ့ရဲ့အထက်အရေးအတွက်အန်တီလီယာမှာစုစုပေါင်း28ထက်ရှိပါလိမ့်ဒါပေမဲ့အထက်တိုင်းရဲ့မျက်နှာချက်ကို တာမန်ထက်အများကြီးမြင့်အောင်စောက်ထားတဲ့အတွက်ပုံမှန်အထက်60ရှိတဲ့မိုးမျော်တိုက်တလုံးရဲ့အမြင့်နဲ့အညီမျှနေပါသည်ဆိုလိုတာကဒီအိမ်ကြီးဟာ968ပေမြင့်ပါသည်ဒါဆိုရင်ဒီအထက်ဒီထဲမှာဘာတွေများရှိလဲကဲအသက်ရှူအောင်ပြီးတော့နားထောင်လိုက်ပါအောက်ဆုံး6ထက်လုံးကိုတော့ကားရီအတွက်တည်တံ့ပေးထားပါသည်ဟုတ်ပါသည်6ထက်လုံးမှာအဲ့ဒီကားပါကင်မှာကဘာပေါ်ကအကောင်းဆုံးကားစီး168စီကိုတပြိုင်နက်တည်းရန်နာထားနိုင်ပါသည်ပြီးတော့တတမမြောက်ထက်မှာတော့ကားရီအတွက်တည်တံ့ဆာဗစ်စင်တာတစ်ခုပါပါသည် ကားရီထားပြီးရင်ပါလာမလဲရဟယင်နေပါဒီအင်ကြီးရဲ့အမိုးပေါ်မှာရဟယင်၃စီးတစ်ပြိုင်တည်းဆင်းသက်နိုင်တဲ့ကွင်းသုံးကွင်းတက်ဆင်ထားပါသည်မုံမိုင်းမျိုးရဲ့ရင်ကြောပိတ်ဆို့မှုတွေကိုရှောင်ရှားဖို့အတွက်အကောင်းဆုံးနည်းလမ်းပါပြီအခုအင်ကြီးရဲ့အတွင်းပိုင်းကိုဆက်ပြီးတော့သွားကြည့်ကြရအောင်ပါအန်တီလီယာမှာကန်နာရီပွဲလန်းတပင်းနေကျင်းပဖို့အတွက်အလွန်ကြီးမားတဲ့ခမ်းမကြီးတစ်ခုပါရှိပါသည်သူရဲ့မျက်နှာကျက်တစ်ခုလုံးကိုစိတ်နေလိုတလက်လက်တောက်ပနေတဲ့ခရစ်စတယ်မီဆိုင်နေတဲ့အလှဆင်ထားတာကမြင်ရသူတိုင်းကိုပါဇက်အဟောင်းသားဖြစ်သွားစေပါသည် ပင်ပန်းနေပြီလားစိတ်မပူပါနဲ့ဒီအိမ်ထဲမှာပဲ spa hair club gym ယောဂ studio နဲ့ရေကူးကန်ပေါင်းများစွာထည့်သွင်းတည်ဆောက်ထားပါသေးတယ်။ဒါပေမဲ့အားလုံးထဲမှာအထူးဆန်းဆုံးကတော့ snow room လို့ခေါ်တဲ့စီးနင်းခန်းပါပဲ။မွန်မိုင်းရဲ့အပူချိန်က40ဒီဂရီဆဲဆီယားလောက်ထိရှိနေတဲ့အချိန်မှာအမ်မာနီမီသားစုကဒီအခန်းထဲဝင်ပြီးအေးဆက်တဲ့နှင်းမုံတွေကြားထဲမှာအနားယူလို့ရပါသည်။နေရံတွေကနှင်းအထုတွေထုတ်ပေးတဲ့စနစ်ကိုတပ်ဆင်ထားပါသည်။ဒါရီမဲလားဆိုတော့မဟုတ်သေးပါဘူး။လူ90အေးအေးဆေးဆေးဝင်ကြည့်နိုင်တဲ့ကိုပိုင်ရုပ်ရှင်ရော မိသားစုဝေးပြို့ဖို့အတွက်အလွန်ခမ်းနားတဲ့ဖရာကြောင့်ပြီးတော့အပင်နေနဲ့စိမ့်ဆုံနေပြီးစိတ်ကိုလန်းဆန်းစေမဲ့မိုးပြံဥယျာဉ်သုံးခုတော်မှာပါပါသေးတယ်ဒီလောက်ကြီးမားတဲ့အိမ်ကြီးကိုဘလို့ထိန်းသိမ်းမလဲဒီအိမ်ကြီးတစ်ခုလုံးချောချောမွေ့မွေ့လဲပတ်နိုင်မှုအတွက်ဝန်ထမ်းအင်အား600ကျော်ကိုအချိန်ပြည့်ခန့်အပ်ထားရပါသည်ဒီလောက်ခမ်းနားတဲ့အဆောက်အအုံကြီးက register scale ရှေ့အဆင့်ရှိတဲ့ငလျင်တန်ကိုတော်မှာစဉ်းစားခံနိုင်အောင်တည်ဆောက်ထားပါသည်ဒါပေမဲ့ဒီအမကန်အဆောက်အုံကြီးရဲ့နောက်ကွယ်မှာတော့ဝေဖန်မှုတွေလည်းရှိနေပါသေးတယ်။မုံမိုင်းမြို့ရဲ့လမ်းမတွေပေါ်မှာ တန်းနဲ့ခြေတဲ့လူတွေကဆင်းရဲမွဲတေမှုတွေနဲ့နေစင်နဲ့အများယုံကန်နေကြမှာဓမိသားဆိုတဲ့နေထိုင်မှုအတွက်ဘီလီယံချီတန်တဲ့ DNG ကအနီးနားမှာမိုးထိုးပြီးတော့ရက်တည်နေတာဟာချမ်းသာမှုနဲ့ဆင်းရဲမှုကြောင့်ကြီးမားတဲ့ကွာဟာချက်ကိုမိမောင်းထိုးပြနေတယ်လို့ပဲလို့ဝေဖန်သူတွေကဆိုကြပါရီအန်တီလီယာဟာခိမိဘီတုကာပညာရဲ့အထွတ်ထိပ်လားဒါမှမဟုတ်လူမှုအတိုင်းဝိုင်းရဲ့မညီမျှမှုကိုဖော်ပြနေတဲ့ပြယုတ်တစ်ခုလား DNG ဟာ သူရဲ့ပိုင်းရှင်အတွက်တော့အိမ်မက်နန်းတော်တစ်ခုဖြစ်ပေမယ့်အများသူငါအတွက်တော့အဖြေရှာမရတဲ့ဗဟေလီတစ်ခုအဖြစ်ဆက်လက်တည်ရှိနေအောင်ပါ။ကဲပရိသတ်တို့ရောဒီလိုဘီလီယံချီတန်တဲ့အိမ်ကြီးအကြောင်းကြားပြတဲ့အခါမှာဘယ်လိုခံစားရလဲ။ခင်ဗျားတို့မှသာဒီလိုအိမ်ကြီးကိုပိုင်းဆိုင်ခွင့်ရမယ်ဆိုရင်ပထမအဦးဆုံးဘာလုပ်မိမလဲဆိုတာကွန်မန့်မှာဝင်ဆွေးနွေးပေးသွားခဲ့ကြပါဦး။